အခန်းစနစ်ငွေရေကိုနောက်လိုက်အောင်လုပ်ပါလူမှာ6ရောက်2ချောင်းရှိပြီးငွေမှာလည်း6ရောက်4ချောင်းရှိတယ်လို့အဆိုရှိပါတယ်အတိဘယ်ကတော့ငွေဟာ6ရောက်4ချောင်းရှိတဲ့အတွက်6ရောက်2ချောင်းသာရှိတဲ့လူတွေနောက်လိုက်ရင်ဘယ်တော့မှလိုက်မမီပါဘူးမောယုံနာရှိမယ်ဒါပေမဲ့ငွေကလူနောက်ကိုလိုက်ပြီးဆိုရင်တော့အဲ့ဒီလူဟာပြေလို့လွတ်မှာမဟုတ်ဘူးလို့ဆိုလိုခြင်းဖြစ်ပါတယ် ြည့်အချက်ကိုမတိတဲ့သူတွေဟာငွေတွေနောက်ကိုလိုက်ရင်တသက်လုံးမောပန်းနေရပါတယ်။ငွေနောက်ကိုလိုက်မဲ့အစားငွေတွေကကိုနောက်ကိုလိုက်လာအောင်လုပ်တဲ့ပညာကိုသာတည်ထားမယ်ဆိုရင်ငွေကြေးအမြင်မှုတွေရရှိလာမှာမလွဲမတွေပါပဲ။ငွေနောက်တစ်ခါကလိုက်နေရတဲ့ဘဝကလွတ်မြောက်သွားခြင်းရင်တော့ငွေနောက်လိုက်တာကိုခဏလေးရပ်ပြီးငွေတွေကိုနောက်လိုက်လာအောင်ဘယ်လိုလုပ်မလဲ။ငွေကိုဘယ်ပုံပဲနည်းနဲ့တိုးပွားမြတ်ပြလာအောင်စေခိုင်းမလဲဆိုတာလေ့လာဖို့လိုပါတယ်။ ရေလိုအပ်ရင်ရေပုံထမ်းပြီးရေတည်လို့လည်းရသလိုရေပိုက်တွေနီးနဲ့ရေတွေဝင်လာအောင်လုပ်လို့လည်းရပါတယ်ရေပုံထမ်းပြီးရေတည်တာဟာရေရှိရာနောက်ကိုလိုက်ရှာတာခက်ယူတာဖြစ်ပြီးရေပိုက်တွေတဲ့နီးကတော့ရေရှိရာရက်ကရေတွေကိုစီစီဝင်လာအောင်လုပ်တာဖြစ်ပါတယ်ဒီလိုပါပဲငွေတွေကိုနောက်လိုက်စေဖို့အတွက်ငွေတွေရှိတဲ့နေရာကငွေတွေကိုပိုက်တွယ်ပြီးငွေပုံပိုင်အဖြစ်ကိုစီဝင်လာအောင် ငွေဝင်လမ်းကြောင်းတွေဖန်တီးထားဖို့လိုအပ်ပါတယ်။ငွေပုံပိုင်းအဖြစ်ဖန်တီးတည်ဆောက်ပြီးငွေတွေစည်းဝင်လာအောင်လုပ်တဲ့ဆိုတာအခြားမဟုတ်ပါဘူး။ပိုင်ဆိုင်မှုအဖြစ်ယင်းနှမြုပ်နှံမှုတွေကိုတည်ဆောက်တာပဲဖြစ်ပါတယ်။ပိုင်ဆိုင်မှုအဖြစ်ဒီနည်းမြုပ်နှံမှုတွေလောက်တာဟာငွေတွေကိုနောက်လိုက်လာတာလည်းဖြစ်ပါတယ်ဒီအချက်ဟာငွေကြေးအောင်မြင်မှုတွေရရှိလာဖို့အတွက်အဓိကချက်ဖြစ်ပါတယ်ချမ်းသာအတူတတိတကြွယ်တွေကိုကြွယ်ဝချမ်းသာလာစေတဲ့အကြောင်းရင်းတစ်ချက်ကတော့ပိုင်ဆိုင်မှုတွေကိုယင်းဤတိဆောက်ထားခြင်းပဲဖြစ်ပါတယ် အိမ်မြေမှာယင်းနီးမြုံနှံတာစီပွားရေးလုပ်ငန်းကြီးတွေမှာယင်းနီးမြုံနှံတာရှယ်ယာတွေဝယ်ယူယင်းနီးမြုံနှံတာတွေဟာပိုင်ဆိုင်မှုတွေတည်ဆောက်တာပါပိုင်ဆိုင်မှုအစ်စ်မှန်ဆိုတာကိုစီကိုဝင်ငွေဝင်လာစီမှာဖြစ်ပါတယ်ဒါဟာကိုပိုင်ဆိုင်မှုတွေတဲကကိုကိုပြန်လဲအလုပ်ကျွေးပြုနေတာဖြစ်ပါတယ် ကျွန်တော်တို့တီးတဲ့တထေးဆိုတဲ့ပုံကိုကြီးတွေဟာအလုတ်ကိုအချိန်ပြည့်နှစ်ဖူးကကြွေးချိန်မှကြအောင်ပင်ပင်ပန်းပန်းလှုပ်ရှားမလို့ပဲငွေတွေတလိမ့်လိမ့်ဝင်လာစေတာကတော့သူတို့ရဲ့ပိုင်ဆိုင်မှုတွေကြောင့်ဖြစ်ပါတယ်။သူတို့ဟာငွေနောက်လိုက်ကြသူတွေမဟုတ်ကြပါဘူး။ငွေတွေလိုက်လာအောင်ဖန်တီးကြသူတွေဖြစ်ပါတယ်။သူတို့လိုငွေတွေလိမ့်ဝင်လာခြင်းနဲ့ဆိုရင်တော့သူတို့လို့တလို့လှုပ်ဆောင်မှုတာရှိပါတယ်။အောင်မြင်တဲ့တတိတစ်ချွဲတိုင်းဟာဒီလိုငွေတွေတိုးပွားစေတဲ့ တိုက်ဆိုင်မှုစီးဆိုင်တွေရဖို့ကြာကုတ်ကြခဲမစုံမနစ်နဲ့ဆွဲလုံးလာတွေခက်ခက်ခဲခဲစူးစားခဲ့ကြတာဖြစ်ပါတယ်။တိုက်ဆိုင်မှုအဖြစ်ယင်းနှိမ့်မြုံနံမှုတွေကိုတိစောက်တာဟာတပင်တပင်ကိုစိုက်ပျိုးတာနဲ့တူပါတယ်။အပင်ဟာငယ်စင်မှာကိုယ့်ရဲ့ပြူစုဆောက်ရှောက်မှုကိုလိုအပ်ပေမဲ့ကြီးထွားလာတဲ့အခါမှာကိုယ့်ကိုပြန်လဲဆောက်ရှောက်ပါတယ်။ပိုင်ဆိုင်မှုဟာစတင်ယင်းနှိမ့်တိစောက်ချိန်မှာပင်ပန်းသလားသူက ပြန်လဲလှုပ်ကြွေးပြုပြီးဆိုရင်လည်းအတီးပွင့်ကိုအေးအေးဆေးဆေးခန်းစားရုံမှာပဲအပင်တွေများများဆိုက်လေလေအတီးတွေများများရလေဖြစ်သလို ပိုင်ဆိုင်မှုတွေများလေးလေးငွေကြေးစည်းဝင်မှုတွေများလေးလေးဖြစ်ပါတယ်။ဒါကြောင့်ငွေတွေကိုနောက်လိုက်တာကိုလိုချင်နေဆိုရင်ငွေပုံပိုင်းတွေငွေပင်တွေလို့အခုပဲစိုက်ပျိုးတည်ထောင်လိုက်ပါ။ကိုယ့်ရဲ့လဆင်ဝင်ငွေတွေကိုထိန်းသိမ်းတင်းတိမ်းနဲ့စနစ်တကျစုဆောင်းထားပြီးပိုင်ဆိုင်မှုအဖြစ်အသွင်ပြောင်းပြီးငွေကိုအပွားခက်လန့်ရင်ပုံပိုင်းကငွေတွေတလက်ဟောကြလာမှာဖြစ်ပါတယ်။လူကြံရင်ဘာမဆိုဖြစ်ပါရဲ။ကောင်းကင်ပေါ်ပဲပြန်မလား။လာကဘာကိုပဲသွားမလား။အာကာသတဲကိုခီးနေမလား။အလုံးလုံးနိုင်ပါရဲ့။ တထေးကြွကြွဖြစ်ဖို့ဆိုတာဘာမှခဲရနာမဟုတ်ပါဘူးတကယ်ဖြစ်ချင်းတကယ်လို့အဟုတ်ဖြစ်ရမယ်ဆိုတဲ့စကားလည်းရှိတာပဲဒီလိုစိတ်တနဲ့ပန်းနိုင်ကိုရှောင်လန်းမှုလိုပါတယ်တနည်းတလန်ပကံပဲပြေးမလဲပေါ့ငွေကြေးအောင်မြင်မှုပန်းနိုင်ကိုခြေတလန်နဲ့နဲ့တော့မရောက်နိုင်ပေမဲ့ခြေလန်းပေါင်းများစွာရှောက်လဲနေမယ်ဆိုရင်တော့တေချာပေါက်ရောက်ကိုရောက်မှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အားလုံးအခုပဲစတင်ရှောက်လန်းလိုက်ကြရအောင်။ငွေကြေးတို့ရဲ့အရှင်တခင်ဖြစ်စေဖို့ ငွေတွေတင်းနောက်လိုက်စေဖို့မိကွန်းလေးတွေဖြည့်ကြည့်ပါဦး။နံပါတ်၁တင်ငွေနောက်ကိုလိုက်နေပါသလား။ငွေနောက်လိုက်နေတယ်လို့တင့်ကိုတင်ထင်ပါသလား။နံပါတ်၂ငွေနောက်ကိုလိုက်နေရတာနဲ့ငွေတွေကကိုနောက်ကိုလိုက်လာတာဘယ်အရာကိုလို့ချင်ပါသလဲ။နံပါတ်၃ငွေတွေကိုနောက်ကိုလိုက်ပါလားအောင်လုံတဲ့နီလန်းတွေကိုတင်အမှန်တကယ်သိပါသလား။နံပါတ်၄ ငွေတွေကိုနောက်ကိုတလဟောလိုက်စီးဝင်လာစေဖို့အတွက်ပိုင်ဆိုင်မှုတွေကိုဖန်တီးတိဆောက်ဖို့ဆန္ဒရှိပါသလားနံပါတ်5တင်ရင်းနှီးမြုပ်နှံခြင်းနဲ့ပိုင်ဆိုင်မှုအမျိုးအစား၃မျိုးလောက်ကိုခြားရေးပါဥပမာအငားရင်အိမ်မြေတိုက်ခန့် store share ရရွှေကိုပိုင်လုပ်ငန်းစသဖြင့်ငွေကိုချစ်ပြီးလူတွေကိုမခိုင်းပါနဲ့လူတွေကိုချစ်ပြီးငွေကိုဒါခိုင်းပါအခန်း73ငွေတွေကိုအလောက်ရှာပေးပါ ကျွန်တော်တို့ဟာအလုရှာတယ်လို့ပြောလိုက်တာနဲ့လူတွေအတွက်လို့တာအများအပြားသိကြပါတယ်။အလုရှာပြီးအလုလုတာနဲ့ပတ်သက်လို့နှမျိုးနှစ်စားရှိတယ်ဆိုတာကျွန်တော်နားလည်ထားပါတယ်။တစ်မျိုးကလူတွေအတွက်အလုရှာခြင်းဖြစ်ပြီးနောက်တစ်မျိုးကငွေတွေအတွက်အလုရှာခြင်းဖြစ်ပါတယ်။တကယ်တော့ငွေတွေကိုလည်းအလုလုနိုင်စေဖို့အတွက်အလုရှာပေးသင့်ပါတယ်။ငွေဆိုတာလူမမဟုတ်ပဲဘလို့လို့ပြီးငွေတွေကိုအလုရှာပေးရမလဲလို့စောတကတတ်နိုင်ပါတယ်။လူတွေပဲအလုရှာတတ်တာမဟုတ်ပါဘူး။ငွေတွေဟာလည်းအလုကိုကောင်းကောင်းလုပ်တတ်ပါတယ်။ ငွေဆိုတာမျိုးကသူတို့အကျိုးဖြစ်ထွန်းအောင်ခိုင်ဆိုင်တဲ့တူတွေအတွက်တကယ်ကိုစိတ်အားထက်တန်စွာအလုပ်လုပ်ပေးတတ်တဲ့အလုပ်သမားကောင်းပါလူအများစုဟာဘဝရည်တည်နေထိုင်မှုအလုပ်တစ်ခုကိုရှာဖွေကြပါတယ်။အလုပ်ရလာတဲ့အခါသူတို့ကိုယ်ပိုင်အလုပ်သမားကောင်းဖြစ်အောင်ကြိုးစားကြပြီးငွေကိုရှာဖွေကြပါတယ်။ဒီလိုရှာဖွေခြင်းဟာလူအားဖြင့်ငွေရှာခြင်းလို့ခေါ်ပါတယ်။လူအများစုကသာကိုယ်မှရှိတဲ့ငွေတွေကိုအလုပ်လုပ်ခိုင်းပြီးအကျိုးမြတ်တွေဖြစ်ထွန်းအောင်လှုပ်ဆောင်ဖန်တီးနိုင်ကြပါတယ်။ ငွေကိုအလုံးလုံးခိုင်းပြီးငွေရှာရတာဟာယင်းနှမြုံနှံမှုလို့သာဖြစ်ပါတယ်။ဒီလိုယင်းနှမြုံနှံမှုမျိုးကိုငွေအားဖြင့်ငွေရှာခြင်းလို့ခေါ်ပါတယ်။ငွေကိုအလုံးလုံးခိုင်းမှုအတွက်ကိုပိုင်ဆိုင်တဲ့ငွေတွေကိုကိုအလုံးသမားတွေလို့မြင်အောင်ကြည့်ပါ။ဥပမာကိုမှာပိုင်ဆိုင်ထားတဲ့ငွေ350ရှိရင်အဲ့ဒီငွေ350ဟာကိုအလုံးသမားပဲဖြစ်ပါတယ်။ပိုင်ဆိုင်ငွေ300ရှိရင်တော့အဲ့ဒီ300ဟာကိုအလုံးသမားပဲပေါ့။ဒါပေမဲ့လူတော်တော်များများဟာသူတို့ရဲ့ငွေတွေကိုအလုံးမခိုင်းကြပါဘူး။ သူတို့ရဲ့ငွေကြေးတွေကိုစိတ်မချတဲ့အတွက်အလုံးမခိုင်းမဲရင်းနဲ့မကွာဆောင်ထားတတ်ပါတယ်။ဥပမာပြောရရင်တာသမီတွေကိုစိတ်မချလို့အလုံးမလုံခိုင်းမဲအိမ်မနေခိုင်းတဲ့အုတ်ထင်းတူတွေလို့ပေါ့။ဒါကြောင့်သူတို့ရဲ့ငွေတွေကလည်းအလုံးမလုံကြတော့ပါဘူး။ငွေတွေဟာ အလုံးတမားကောင်းဖြစ်ပေမဲ့ကိုကအလုံးမလုံခိုင်းမဲထားရင်တော့သူတို့တွေဟာ အလုံးလက်မဲ့တွေဒါဖြစ်ပါတယ်။အလုံးအကန့်မရှိသေးတဲ့သူတွေဟာအလုံးရှာဖို့လိုအပ်ပါတယ်။ဒီလိုပဲအလုံးမရှိသေးတဲ့ကိုရဲ့ငွေတွေကိုလည်းအလုံးရှာပေးရမှာဖြစ်ပါတယ်။ ယင်းမြို့နံသူတရားအနေနဲ့လုံလေးလုံထားရှိတာကတော့ကိုငွေအလုတ်တမားတွေအလုံးလုံးနိုင်မှုအတွက်အလုတ်ခွင့်ကောင်းကောင်းကိုရှာပေးတာပဲကိုပိုင်အလုတ်လုပ်ဖို့အတွက်အလုတ်ရှာနေကြသူများဟာဝင်ထမ်း employee များဖြစ်ကြပါတယ်ကိုငွေတွေအလုတ်လုပ်ဖို့အတွက်အလုတ်ရှာနေသူများဟာယင်းမြို့နံသူ investor များဖြစ်ပါတယ်ဒီလိုနဲ့ကိုအတွက်အလုတ်ရှာသူ for me နဲ့ကိုငွေအတွက်အလုတ်ရှာသူ for my money ဆိုပြီးအလုတ်ရှာသူများနှမျိုးနှစ်စာကွဲသွားတာပေါ့ လူတွေအလုရှာကြတာဟာလုပ်ငန်းခွင်တာဝန်နဲ့ထမ်းဆောင်ကြဖို့ဖြစ်ပါတယ်။ငွေတွေကိုအလုရှာပေးပြီးအလုလုခိုင်းတာကတော့ယင်းနှီးမြုံနှံမှုလို့တာပါ။အနာဂတ်မှာယင်းနှီးမြုံနှံဒုတိယဖြစ်ချင်နေဆိုရင်တော့ငွေတွေကိုကိုယ်အလုဓမ္မအဖြစ်အလုလုခိုင်းတတ်ဖို့လိုအပ်ပါတယ်။လူတွေကိုအလုရှာကြခြင်းလူတွေအလုရှာကြတဲ့နေရာမှာအလုခေါ်စာတွေအလုအကန်ရှာဖွေရေးအေဂျင်စီတွေအလုရှာကြနေတွေ့ အလောက်ရှာအင်တာနက်စာမျက်နှာဝက်ဘ်ဆိုက်တွေကသင်ရှာဖွေကြသလိုအတိမိတ်ဆွေတငယ်ချင်းတွေကသင်လည်းရှာဖွေလေးရှိကြပါတယ်။အလောက်တစ်ခုတွေ့ပြီဆိုရင်လည်းဒီအလောက်ကကိုနဲ့တင့်တော်ရဲ့လားလူမန်နေရာမှန်ရဲ့ဖြစ်ရဲ့လားရရှိအကျိုးရရှိရဲ့လားလဆဝင်ဝင်နဲ့အကျိုးခံစားခွင့်အခြေအနေကောင်းရဲ့လားသူတတ်နိုင်ခြေရှိသလားအလောက်ရှင်ကရောဆက်ဆံရေးအဆင်ပြေရဲ့လားစသဖြင့်ရွေးချယ်စဉ်းစားပြီးမှဆက်လက်လုပ်ခိုင်းကြတာပါ။ငွေတွေကိုအလောက်ရှာပေးခြင်း ငွေတွေကိုအလုတ်ရှာပေးရမှာလူတွေအလုတ်ရှာတယ်လို့ agency တွေကသိစင်ရှာပေးလို့မရပါဘူးကိုယ့်ရဲ့ငွေတွေအလုတ်အကိုင်းကောင်းကောင်းရင်းနှီးမြှုပ်နှံမှုကောင်းရဖို့အတွက်အခွင့်အလမ်းကောင်း opportunities တွေကိုအမြဲတမ်းစောင့်ကြည့်ရှာဖွေနေရမှာဖြစ်ပါတယ်မှန်ကန်တဲ့တရင်အချက်လက်တွေရဖို့အဆက်တွေကောင်းရဖို့အများကြီးလိုအပ်ပါတယ်ဒီအတွက်ယုံကြည်စိတ်ချရတဲ့မိကောင်းဆွေကောင်းတွေလိုအပ်တယ်လို့ကိုကလည်းလေးမှာပါနဲ့ဖို့အတွေ့အကြုံရှိဖို့လိုအပ်ပါတယ် လူတွေကိုအလုရှာပေးရတာထက်ငွေတွေကိုအလုရှာပေးရတာဟာပိုမိုခက်ခဲသိမ်မွေ့ပါတယ်။ယင်းနှမြုံနံတူငွေပိုင်ရှင်တူဦးနေနဲ့ကိုငွေအလုသမားတွေကိုမှန်ကန်တဲ့အလုခွင့်ရှာပေးဖို့လိုအပ်တယ်လို့ငွေမန် right money နေရာမန် right place အချိန်မန် right time ဖြစ်ဖို့လည်းလိုအပ်ပါတယ်။ကိုအငွေအတွက်စိတ်ချရပြီးအကျိုးများစေမဲ့လုပ်ငန်းခွင့်တွေ့ပြီးဆိုတာနဲ့ဝင်ရောက်လုပ်စေပါအလုပ်သမားတွေကိုဂိယူဆိုင်ပါ ကိုငွေကိုအလုရှာပေးရုံနဲ့မပြီးသေးပါဘူးအလုံးလုံးနေတဲ့လုပ်ငန်းခွင်ကကိုငွေတွေကိုလာဆောင်ကောင်းကောင်းပေးရဲ့လားအစွန်းမြတ်ကျိုးမြတ်ထွက်ရဲ့လားကောင်းကောင်းမွန်မွန်ဆက်ဆံကြရဲ့လားဒါမှမဟုတ်ကိုငွေတွေသူတပားလက်အောက်အစဲဆိုခန့်အနေခံဘဝနဲ့တပင်တပန်းကြီးအလုံးလုံးနေရပြီးဘာအကျိုးမှမရှိဘူးလားစတဲ့ဖြင့်အမြဲဆန်းစစ်နေတင်ပါတယ်ကိုငွေတွေဟာလုပ်ငန်းခွင်မှာတကယ်စူးစမ်းရမယ်အလုပ်ကိုကောင်းကောင်းရလက်ထွက်အောင်လုပ်တတ်ရမယ်တကြဖြက်လက်ရမယ်စီကံရှိရမယ်တာဝန်ကျေရမယ် တစ္ဆာရှိရမယ်အလုံသမားတွေကိုကြီးကျက်ကုတ်ကဲမှုလုပ်ရသလိုကိုငွေအလုံသမားတွေကိုလည်းတခြားကြီးကျက်ကုတ်ကဲလို့ရပါတယ်ကိုငွေတွေဟာအလုံသမားကောင်းတွေ ဖြစ်လာဖို့အတွက်ပိုင်ရှင်ဖြစ်တဲ့ကိုရဲ့စီမံခန့်ခွဲမှုကောင်းဆောင်မှုပေါ်မှာမူတည်ပါတယ်အလုတ်သမားတွေကိုဂယူမဆိုင်တဲ့အလုတ်ရှင်စီကနေအလုတ်သမားတွေထွက်ပြေးมาပါငွေဟာလည်းသူတို့ဂယူမဆိုင်တဲ့ပိုင်ရှင်စီကနေထွက်ပြေးသွားတတ်ပါတယ်ဒါကြောင့်ကိုငွေတွေကိုအမြဲလေးလေးစစစတမ်းမိုးထားဂယူဆိုင်ဆောက်ရှောက်ပေးတင်ပါတယ် ဒါမှအလုတ်သမားတွေဖြစ်တဲ့ကိုရဲ့ငွေတွေဟာလည်းစိတ်အားတွေထက်တန်လာပြီးကိုယ့်အသက်အဆန်းကုန်လှုပ်လှုပ်ပေးကြပါလိမ့်မယ်။စိတ်မချရတဲ့လုပ်ငန်းခွင်တချို့တွေကကိုယ့်ငွေကိုအန်ဒီယရှိတဲ့အလုပ်ခွင်တွေစိတ်မချရတဲ့အလုပ်ခွင်တွေမှာအလုပ်လုပ်ခိုင်းတတ်ကြပါတယ်။လူတွေဟာသူတစ်ပါးလက်အောက်မှာအစဲဆိုခံနိုင်ကျင့်ခံပြီးမပြောဆက်လောက်လာဆောင်ငွေလေးနဲ့အလုံးမလုံးချင်ကြပေမဲ့ကိုငွေကိုတော့ကိုကျိုးသားကြည်တတ်တဲ့လူတွေစီမှာပုံပေးပြီးအလုံးလုံးခိုင်းဖို့ကိုတော့ဝင်မလဲကြပါဘူး။ ငွေချေးလိုက်တာဟာကို့အလုပ်သမားတွေကိုသူတပားလက်ထဲအပ်လိုက်တာဖြစ်ပါတယ်သူတို့ဟာကိုယ့်အလုပ်သမားတွေရှိကငားယူသွားပြီးကောင်းကောင်းခိုင်းစားကြပါတယ်။တချို့ဆိုကိုယ့်အလုပ်သမားတွေကိုပြန်မပေးတော့ပါဘူး။သူတို့ထွက်ပြေးသွားပြီလို့ပြောကြပါတယ်။ဒီလုပ်ငန်းခွင်မျိုးမှာကိုယ့်ငွေတွေကိုလုတ်ခိုင်းတာဟာနည်းနည်းစွန့်စားရကြပါတယ်။ကိုယ့်အလုပ်သမားတွေကိုအမခန့်နဲ့ငားပြီးကောင်းကောင်းဆက်ဆံအကျိုးမြတ်ကောင်းကောင်းပေးထားတဲ့သူတွေရှိရင်တော့ငားသိရင်ငားလို့ရပါတယ်။ တချို့ကကိုငွေအလုတ်သမားတွေကိုလောင်းကစားဝိုင်းတွေမှာအလုံးဝင်ခိုင်းလိုက်ကြပါတယ်။ဒါဟာကိုအလုတ်သမားတွေကိုအန်ဒီရရှိတဲ့လုပ်ငန်းခွင်မှာအလုတ်လုတ်ခိုင်းတာနဲ့တူပါတယ်။အသက်အန်ဒီရရှိတဲ့လုပ်ငန်းခွင်မှာကိုအလုတ်သမားတွေကိုမရှာပေးပါနဲ့။ဒီလိုမှမဟုတ်ရင်ငါအလုတ်သမားတွေဘယ်ရောက်ကုန်တယ်လဲဆိုပြီးစိုးရင်ပူပန်နေရမှာပါ။ကိုလုတ်သမားတွေကိုဘန်မှာအပ်ထားတာကလည်းကိုငွေတွေကဘန်လုပ်ငန်းဆင်းမဝင်ပြီးဘန်အတွက်အလုပ်လုပ်ပေးနေတာဖြစ်ပါတယ်။လုံခြုံသက်သာပေမဲ့လာဆာကတော့အင်မတန်နေပါလာပါတယ်။ ရည်ရှိတိုးတက်မှုအလားအလာနဲ့အရန်နေတဲ့နေရာဖြစ်ပါတယ်။ကိုယ်ငွေတွေအလုံးလုံးနေတဲ့လုပ်ငန်းခွင်ကအဆင်မပြေဘူး။အန်ဒီယရှိနိုင်တဲ့အလုပ်တာလုပ်ရတာလာစားတာမကောင်းဘူးဆိုရင်တော့သူတို့ကိုအလုပ်ကနေထွက်ခွာရပါမယ်။နောက်အလုပ်တစ်တစ်ခုကိုပြောင်းမှု ရှာပေးသိရင်ရှာပေးရပါမယ်။ဒါဟာယင်းနည်းမြုပ်နှံသူတွေဘာလို့ကြတယ်လဲဆိုတဲ့အချက်ဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကစပြီးစဉ်းစားပါကိုဟာငွေအထက်လှုပ်လှုပ်နေတာလားငွေကကိုအတွက်လှုပ်လှုပ်နေတာလားဆိုတာကိုပေါ့ ကျွန်တော်တို့လက်ထဲမှာငွေတွေဘလောက်ရှိတယ်လဲဆိုတာထက်ကျွန်တော်တို့အတွက်အလုတ်လုတ်ပေးနေတဲ့ငွေအလုတ်သမားတွေဘလောက်ရှိတယ်လဲဆိုတာအရေးကြီးပါတယ်။ကိုယ့်စီမှာကိုယ့်အတွက်အလုတ်လုတ်ပေးကြမယ်အလုတ်သမားတွေမရှိသေးဘူးဆိုရင်တော့ဒီနေ့ကစပြီးစုဆောင်ထားပါ။ကိုယ့်ရဲ့စုဆောင်ငွေတွေဟာအနာဂတ်မှာကိုယ့်ကိုအလုတ်ကျွေးပြုကြမယ်အလုတ်သမားကောင်းတွေဖြစ်လာမှာပါ။အခုလက်ရှိတင့်မှာပိုင်ဆိုင်ထားတဲ့ငွေကြေးတွေအတန်တိတ်စုဆောင်မိပြီးဖြစ်နေတဲ့ဆိုရင်တော့သူတို့ကိုဒီအတိုင်းအလုတ်လက်မဲ့ထားရမယ့်အစားလို့ရှာပေးဖို့လိုအပ်ပါတယ် ဒီနေ့အစားပြီးသူတို့အတွက် လုပ်ငန်းခွင်ကောင်းကောင်းသာရှာပေးလိုက်ပါတော့ဗျာ။ယင်းနည်းမြုံနှံမှုညံဆန်းမိကွန်းလေးတွေဖြည့်ကြည့်ပါအောင်။နံပါတ်1တင်အတွက်အလုပ်လုပ်ပေးနေတဲ့ငွေအလုပ်သမားတွေတင်မှရှိပါသလား။နံပါတ်2ငွေတွေကိုအလုတ်ရှာပေးပြီးအလုတ်လုတ်ခိုင်းတာယင်းနည်းမြုံနှံမှုလောက်တာပါ။ဒါကြောင့်တင်ငွေတွေကိုအလုတ်ရှာပေးဖို့ဆန္ဒရှိပါသလား။နံပါတ်3ယင်းနည်းမြုံနှံမှုရွယ်တဲ့စုဆောင်းငွေတွေတင်မှဘလောက်ရှိပါသလဲ။မရှိရင်ဘာလုပ်မလဲ။နံပါတ်4 ဘလို့အနေအရာမျိုးမှာတင့်ငွေတွေကိုအလုတ်လုတ်ခိုင်းစေချင်ပါတယ်ရင်းနှီးမြှုပ်နှံချင်ပါတယ်ငွေအနေငယ်မြမထွက်သွားစေချင်ရင်ငွေများစွာဝင်လာမည်မဟုတ်အခန်းဆက်လေးစင်ရဲ့ချင်းနှင့်ချမ်းသာခြင်းကိုဖြစ်စေသောဝင်ငွေထုတ်ငွေစီစဉ်မှုပုံစံများဝင်ငွေနှင့်ထုတ်ငွေညီမျှတာကောင်းလားမညီမျှတာကောင်းလားလို့မေးကြည့်ရင်ဟာဝင်ငွေထုတ်ငွေညီမျှတာကောင်းတာပေါ့လို့အဖြေပေးကြမှာပါ တကယ်တမ်းကဝင်ငွေထွက်ငွေညီများနေမယ်ဆိုရင်ဝင်လာတာကငွေတသိန်းထွက်သွားတာကလည်းငွေတသိန်းပေါ့တသိန်းဝင်ရင်တသိန်းထွက်မယ်နှစ်သိန်းဝင်ရင်နှစ်သိန်းထွက်မယ်ဒါဟာဝင်ငွေနဲ့ထွက်ငွေညီများတာပေါ့ဒီလိုဒါဝင်ငွေနဲ့ထွက်ငွေညီများနေရင်လက်ထဲမှာအဖက်ကြံတင်နေခဲ့မှာမဟုတ်ပါဘူးဒီတော့ဝင်ငွေထွက်ငွေညီများတာထက်ဝင်ငွေနဲ့ထွက်ငွေမညီများတာပိုကောင်းပါတယ်ဒီနေရာမှာဝင်ငွေထွက်ငွေမညီမျှခြင်းပုံစံနှမျိုးရှိပါတယ်ပထမတစ်မျိုးကတော့ဝင်ငွေနယ်ပြီးထွက်ငွေကညာတဲ့ပုံစံ negative cash flow ပုံစံဖြစ်ပါတယ်ဒုတိယပုံစံကတော့ဝင်ငွေများပြီးထွက်ငွေနည်းတဲ့ positive cash flow ပါ negative cash flow ကတော့စင်ရဲတဲ့စင်ရဲစီမံပုံစံဖြစ်ပါတယ်ဝင်ငွေထွက်ထွက်ငွေကများနေရင်သုံးတာမလောက်တဲ့အပြင်အကျွေးပါတင်တတ်ပါတယ်တချို့တွေဆိုဝင်ငွေတပြားမှမရှိပဲထွက်ငွေတွေသာရှိကြတဲ့အတွက်ငွေကြေးအရာဒုက္ခရောက်နေကြရပါတယ် positive cash flow ကတော့ဝင်ငွေများပြီးထွက်ငွေနည်းတဲ့အတွက်စုမိဆောင်မိဖြစ်ပြီး ကိုလက်ထဲမှာငွေတွေကျန်ရှိနေမှာပါ ဝင်ငွေများတယ်ဝင်ငွေနည်းတယ်ဆိုတဲ့ပုံစံဟာငွေကြေးတွေတစ်ပြေးပြေးတိုးပွားမြတ်ပြားလာစေပါတယ်ဒီနေ့ပဲကိုရဲ့ဝင်ငွေကိုစစ်ဆေးကြည့်ပါဝင်ငွေထွက်ငွေပိုတဲ့ဝင်ငွေဖြစ်လားမဖြစ်လားပေါ့ဝင်တလောက်သုံးနေရင်တော့ဝင်ငွေထွက်ငွေညီများနေအောင်မှာပါပဲလက်ရှိငွေတပြားမှာကက်ကြံခဲမှာမဟုတ်ပါဘူးငွေတွေဝင်တလောက်ကိုပစံအိတ်ကဟာလောင်းဖြစ်ကြံနေခဲမှာပါပဲဒီတော့ကိုရဲ့ထွက်ငွေ expense တွေကိုထိန်းချုပ်တတ်ဖို့လိုပါတယ် မလိုအပ်ဖဲအသုံးစရိတ်တွေကိုလျှော်ချပါသုံးနာနဲ့ဖြုံးနာကိုခွဲခြားသိပါငွေဟာဒေါ်လာဟောထွက်နေတဲ့ယူဘောက်တွေကိုစီစစ်ပြီးချော့တင်နာရှော့ပိတ်တင်နာပိတ်ပါမှထွက်ငွေတွေအရှင်တည်သွားမှာဖြစ်ပါတယ်ခြေသားစုဆောင်တထေလောင်းနဲ့တထေလောင်းရဲ့ချန်တာချင်းလန်းစားဟာခြေသားစုဆောင်ချင်းဆိုတာမမေ့ပါနဲ့တပြိုင်တည်းမှာပဲဝင်ငွေတွေတိုးပွားအောင်စီးဝင်ငွေတွေညပြလာအောင်လုပ်ပါငွေဝင်လန်းများများဖောက်ပါ ဝင်ငွေစီးချောင်းကိုချဲ့ထွင်မှာ ဒီလိုစူးစမ်းပြီးကိုယ့်ရဲ့ဝင်ငွေထွက်ငွေကို စနစ်တကျစီမံခန့်ခွဲပါမှာ positive cash flow ပုံစံဖြစ်လာမှာပါဝင်ငွေများပြီးထွက်ငွေနေတဲ့ပုံစံဆိုရင်လက်ထဲမှာငွေတွေတိုးပွားလာမှာဖြစ်ပါတယ်ဒီလိုတိုးပွားလာတဲ့ငွေတွေကိုအနာဂတ်မှာငွေနဲ့ငွေပြန်ရှာဖို့ငွေကိုအကျိုးဖြစ်ထွန်းအောင်ပြန်ခိုင်းမှုရည်ရွယ်ချက်နဲ့စုဆောင်ထားပါစတင်ခြေတာပြီးစတင်စုဆောင်မည်ဆိုရင်တော့တင်းရဲ့တစ်ထေလောင်ခီစင်ဟာလည်းစတင်နေပြီဖြစ်ပါတယ် ဝင်ငွေနှမျိုးထွက်ငွေနှမျိုးကျွန်တော်တို့အိတ်ထဲကဝင်လာတဲ့ငွေ income ဟာနှမျိုးရှိပြီးအိတ်ထဲကထွက်သွားတဲ့ဝင်ငွေ expense ဟာလည်းနှမျိုးရှိပါတယ်ဒီလိုဝင်ငွေထွက်ငွေနှမျိုးနှစ်စားကိုတည်ရှိနားလည်ပြီးကိုယ်ငွေကြေးရဲ့လည်ပတ်မှုသဘောတရားကိုကောင်းကောင်းတည်ထားမယ်ဆိုရင်သင်ဟာမကြခင်မှာပဲကြွယ်ဝချမ်းသာလာမှာဖြစ်ပါတယ်ဝင်ငွေအမျိုးအစားနှမျိုး လူတွေရဲ့အိတ်ထဲကိုဝင်လာစေနိုင်တဲ့ဝင်ငွေဟာလှုပ်ရှားဝင်ငွေ active income နဲ့တည်ငြိမ်ဝင်ငွေ passive income ဆိုပြီးနှမျိုးရှိပါတယ်။လှုပ်ရှားဝင်ငွေဆိုတာကျွန်တော်တို့အလုပ်တွေကိုမနာတဲ့လှုပ်လှုပ်ရှားရှားလှုပ်ဆောင်နေမှဝင်တဲ့ဝင်ငွေဖြစ်ပါတယ်။အလုပ်လုပ်မှငွေဝင်ရမယ်။အလုပ်မလုပ်ရင်ဝင်ငွေရပ်သွားလိမ့်မယ်။ကိုအလုပ်လုပ်နေမှသာဝင်ငွေမျိုးကိုလှုပ်ရှားဝင်ငွေလို့ခေါ်ပါတယ်။ဒီဝင်ငွေမျိုးရဖို့အတွက်ကျွန်တော်တို့မှာအလုပ်အကိုင်း job တစ်ခုရှိရပါမယ်။ အလုပ်တစ်ခုခုမှာဝင်ရောက်လုပ်ကင်ပြီးလဆောင်ဝင်ငွေရရှိလာတာဟာလှုပ်ရှားဝင်ငွေအဖြစ်ငွေဝင်တာဖြစ်ပါတယ်။ဒါမှမဟုတ်ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင့်ပညာရည်တစ်ခုခုနဲ့လှုပ်ဆောင်လို့စွမ်းဆောင်ခါဝင်ငွေရရှိတာဟာလည်းလှုပ်ရှားဝင်ငွေမျိုးစားဖြစ်ပါတယ်။ကိုယ်ပိုင်တပိုင်တနိုင်လုပ်ငန်းတစ်ခုတည်ထောင်ပြီးကိုယ်ပိုင်လှုပ်ရှားဆောင်ရွက်ခြင်းဖြင့်ရရှိလာတဲ့ဝင်ငွေဟာလည်းလှုပ်ရှားဝင်ငွေပါပဲ။ကုန်ကုန်ပြောရရင်မိမိကိုယ်တိုင်လှုပ်ရှားဆောင်ရွက်နေမှာငွေဝင်နေဆိုရင်လှုပ်ရှားငွေလို့ဒါသတ်မှတ်ရမှာဖြစ်ပါတယ်။တည်ငြိမ်ဝင်ငွေဆိုတာကတော့ ကိုယ်တိုင်လှုပ်ရှားလှုပ်ကန်ဆရာမလို့ပဲတည်တည်ငြိမ်ငြိမ်နဲ့အလိုလျောက်စီးဝင်လာတဲ့ငွေမျိုးစားဖြစ်ပါတယ်။အလိုလှုပ်ဆရာမလို့ပဲသူ့အလိုလိုဝင်လာတဲ့ငွေတွေပေါ့ဒီလိုသူ့အလိုလိုဝင်လာအောင်စီစဉ်ဖန်တီးထားဖို့လိုအပ်ပါတယ်။တည်ငြိမ်ဝင်ငွေဆိုတာယင်းနှမြုံနံမှုတွေစီးပွားရေးလုပ်ငန်းတွေကပြောင်းဝင်လာတဲ့ဝင်ငွေဖြစ်ပါတယ်။တည်ငြိမ်ဝင်ငွေတွေရရှိနေတဲ့လူတယောက်ဟာအလိုလှုပ်ဆရာမလို့ပါဘူး။အလုံးလုံးတည်ဖြစ်စေမလုံးတည်ဖြစ်စေငွေဟာသူ့အလိုလိုစီးဝင်ဝင်ရောက်လာမှာဖြစ်ပါတယ် ဒီလိုတည်ငြိမ်ဝင်ငွေတွေဝင်လာဖို့အတွက်ကျွန်တော်တို့ဟာပိုင်ဆိုင်မှု assets တွေကိုဖန်တီးထားဖို့လိုပါတယ်။ဥပမာအိမ်တွင်မြေတွေအငှားချထားတာ၊ဆိုင်ခန်းတွေငှားထားတာ၊ကိုယ်ပိုင်ဦးစီးလှုပ်ဆောင်မှုလိုပဲစီးပွားရေးလုပ်ငန်းတွေကိုတည်ဆောက်ထားတာ၊လုပ်ငန်းတွေမှာလည်းအရင်နှီးထည့်ဝင်ထားတာတွေ၊ store share တွေဝယ်ယူရင်းနှီးထားတာတွေစသဖြင့်ပေါ့။ဒီလိုပိုင်ဆိုင်မှုတွေဒါရှိမယ်ဆိုရင်ကျွန်တော်တို့ဟာလုံးလုံးဆရာမလို့ပဲအမြတ်ငွေတွေအတိုးတွေပုံမှန်တည်ငြိမ်တဲ့ဝင်ငွေတွေအများရရှိနေမှာဖြစ်ပါတယ်။ တည်ငြိမ်ခိုင်မာတဲ့ဝင်ငွေဟာများလေလေကျွန်တော်တို့ငွေအတွက်အလုံးလုံးဆရာမလို့ပဲငွေကြေးလွတ်မြောက်မှု financial freedom တွေရရှိလေလေဖြစ်ပါတယ်။လှုပ်ရှားဝင်ငွေနဲ့တည်ငြိမ်ဝင်ငွေမျိုးရှိရမှာသင်ပဲဝင်ငွေမျိုးကိုချိန်နေတတ်ပါတယ်။နှစ်မျိုးစလုံးကတော့သင်အိတ်ထဲကိုဝင်လာမဲ့ဝင်ငွေတွေပဲဖြစ်ပါတယ်။ဒါပေမဲ့တမျိုးကတော့တင့်ကိုလှုပ်ရှားနေရစေပြီးတမျိုးကတော့တင့်ကိုတည်ငြိမ်စေပါလိမ့်မယ်။ဝင်ငွေအမျိုးအစားနှစ်မျိုး ဝင်ငွေနှမျိုးရှိသလိုထွက်ငွေနှမျိုးလည်းရှိပါတယ်ဒါတွေဟာပြန်မလာတဲ့ထွက်ငွေနဲ့ပြန်ဝင်လာစေမဲ့ထွက်ငွေလိုပဲဖြစ်ပါတယ်ပြန်မလာတဲ့ထွက်ငွေကတော့ကိုယ်အိတ်ထဲကထွက်သွားပြီးဘရောမပြန်မဝင်လာတော့တဲ့အသုံးစရိတ်ထွက်ငွေတွေပါပဲကိုယ်အိတ်ထဲကအပြေးအပိုင်းထွက်သွားတဲ့ငွေတွေပေါ့ထွက်ပြေးသွားရင်ဘရောမပြန်မလာတော့ပါဘူးဒီလိုပြန်မလာတဲ့ထွက်ငွေများလေလေပိုင်ဆိုင်မှုငွေကြီးကကုန်လေလေပါပဲ ြန်ဝင်လာစေတဲ့ထွက်ငွေကတော့အကျိုးရှိပါတယ်။ကျွန်တော်တို့သုံးလိုက်တဲ့ငွေတွေဟာအပြီးပိုင်ထွက်ခွာသွားတာမျိုးမဟုတ်ပဲသူတို့ကပြန်ဝင်လာတတ်ပါတယ်။ဒီလိုထွက်ငွေမျိုးကိုတော့မြင်များထွက်လေးလေးဝင်ငွေတွေအဖြစ်မြင်များပြန်ဝင်လာလေးလေးပါပဲ။အကျိုးရှိတဲ့အသုံးစရိတ်မျိုးဖြစ်ပါတယ်။ဒီလိုထွက်ငွေမျိုးကိုတော့အသုံးရရမယ်ထွက်ရရမယ်တချို့တွေကကို့မှရှိတဲ့ငွေလေးတွေထွက်သွားမှကိုသိဆိုရင်ကြတယ်သူတို့တွေဟာသုံးမဲ့သုံးတော့လဲပြန်မလာတဲ့ထွက်ငွေတွေအဖြစ်သုံးမိလျက်တာဖြစ်နေကြပါတယ် ငွေတွေပြန်ဝင်လာစေမဲ့ထွက်ငွေတွေကိုတော့တုံးရမှာဝင်လေးနေတတ်ပါတယ်။ဒါကြောင့်လည်းငွေကိုယင်းနှမြုံနှံမှုတွေမလုပ်ရတော့တာပေါ့။ယင်းနှမြောက်နှံမှုတွေလှုပ်လှရင်မတော်မဆရှုံသွားပြီးယင်းနှငွေတွေပြန်မလာတော့မှဆိုရင်တတ်ပါတယ်။ဒါကြောင့်လည်းသူတို့ငွေတွေကိုမယင်းနှီးပဲအခြားနေရာမှာသုံးသပ်ကြပါတယ်။ဒါပေမဲ့သူတို့သုံးလိုက်တဲ့အခြားနေရာကလည်းဘရောမပြန်မလာတော့တဲ့ထွက်ငွေအဖြစ်ညီကုန်းချုပ်မဲ့နေရာတွေဖြစ်နေတတ်တာပါပဲ။ ကိုအိတ်ထဲကငွေတွေထပ်တော့မယ်ဆိုရင်သတိထားကြည့်ပါကုထွက်ငွေဟာပြန်မလာတော့မယ်ထွက်ငွေလားပြန်ဝင်လာစေမယ်ထွက်ငွေလားဆိုတာကိုပေါ့ပြန်မလာတော့မယ်ထွက်ငွေတွေကိုထိန်းချုပ်ပါတက်နိုင်တမျှလျှော့ပစ်ပါကိုစီငွေတွေပြန်ဝင်လာစေမယ်ထွက်ငွေမျိုးကိုတော့လက်မလွန်ပါနဲ့ရေရေသုံးပစ်လိုက်ပါဉာဏ်ပညာရှိရှိတော့ခွဲခြားရွေးချယ်တတ်ဖို့လိုပါတယ်ဒီလောက်ဆိုထွက်ငွေနှမျိုးအကြာသဘောပေါက်လာပြီထင်ပါရယ်ကုငွေတွေဟာဘလို့နီးတွေနဲ့ထက်နေတယ်လဲအခုပဲစဉ်းစားလိုက်ပါ ြန်မလာတော့တဲ့နီးနန်းထွက်နေလားကိုပြန်ဝင်လာမဲ့ထောက်ငွေမျိုးလားတခုကတော့တင့်ကိုစိတ်ဆင်ရဲစေမှဖြစ်ပြီးတခုကတော့တင့်ကိုကြော်ဝါချမ်းသာလာစေမှဖြစ်ပါတယ်ချမ်းသာကြော်ဝါလာစေဖို့တုံးနဲ့ထွက်ငွေဒါမှမဟုတ်မိမိလုပ်ငန်းပို့မှုအစဉ်ပြေတိုးတက်လာစေဖို့ကုန်ကြခန့်နဲ့ထွက်ငွေတွေဟာအမှန်တကယ်ရည်နှီးမြှုပ်နှံတဲ့သဘောပဲဖြစ်ပါတယ်ဥပမာကုမ္ပဏီတစ်ခုရဲ့ထုတ်ကုန်ပစ္စည်းရောင်းရနှုန်းကျဆင်းနေခဲ့မယ်ဆိုရင်အယောင်မြင့်တင်ရေးအစီအစဉ်တွေပြုလုပ်ဖို့ငွေကုန်ကြခံပြီးသုံးစွဲရမှာဖြစ်ပါတယ်။ ဒီလိုရောင်အားမြင့်တင်မှုကြညာအစီအစဉ်မှာတုံးမှုငွေတွေကုန်ကြမှာဆိုရင်ပြီးမတုံးမဲထားပါက ရောင်အားကျစင်တဲ့ကျစင်ပြီးလုပ်ငန်းအရှုံးပေါ်မှာသာဖြစ်ပါတယ်ဒါကြောင့်ကုမ္ပဏီအမြင်တို့တက်ကြီးပွားချမ်းသာမှုဖြစ်စေဖို့ငွေကိုထိုက်တိုက်တန်တန်တုံးဆွဲကုန်ကြခံရမှာဖြစ်ပါတယ်။တချို့ကုမ္ပဏီတွေဟာသူတို့လုပ်ငန်းတွေဝင်ငွေတိုးစေဖို့အတွက်ဈေးကွက်ရှာတာတွေ၊ကြေညာဈေးတွေကိုငွေကုန်ကြေကျခံကတုံးဆွဲပြီးငွေတွေပြန်ဝင်လာအောင်ဖန်တီးကြပါတယ်။ လုပ်ငန်းမှာရှိတဲ့ဝန်ထမ်းတွေကိုစွမ်းဆောင်ရည်မြင့်တင်တန်းတန်းပေးတာတန်းတန်းကြောင်းတွေပို့တာဟော်ပြောပွဲတွေလုပ်ပေးတာစသဖြင့်ငွေအကုန်ကြားခံကလှူဆောင်ပေးတတ်ပါတယ်။တချို့ကုမ္ပဏီများကတော့ကိုတင်းတဲ့နေရာမှာမကုန်မဲမကုန်တင်းတဲ့နေရာမှာကုန်ကြပြန်ပါတယ်။ကုမ္ပဏီရဲ့အထုံးစည်းတွေများနေပြီဆိုရင်တချို့အလုပ်ရှင်တွေမန်နေဂျာတွေဆိုင်ပိုင်ရှင်တွေဟာကြညာစည်းတွေလျှော့ချပစ်တတ်သလိုဝန်ထမ်းတွေကိုလည်းလျှော့ချပစ်တတ်ပါတယ်။ဝန်ထမ်းတွေကိုလာစာလျှော့ပေးတာမျိုးလည်းလုပ်တတ်ပါတယ်။ ဒါကိုသူတို့ကအတုံးစရိတ်ချွေတာတယ်လို့ထင်နေတတ်ပါတယ်။နောက်ပြီးဝန်ထမ်းလေ့ကျင့်တင်တန်းတွေကိုတော့ကုမ္ပဏီကအကုန်ကြားခံပေးမလုပ်ချင်ပါဘူး။ညစာစာပွဲနဲ့ပြောပွဲရှင်မန်းနေဆိုရင်ငွေတွေတလဟောတုံးတတ်ပါတယ်။ဝန်ထမ်းတွေကတင်တန်းပေးလို့ကုန်ကြတဲ့ငွေကြေးဟာသူတို့ကိုတင်တန်းမပေးလို့ကိုယ်လုပ်ငန်းမှာဆုံးရှုံးနေနိုင်တဲ့ငွေကြေးထက်ဆိုင်ရင်အများကြီးတတ်တာနေပါတယ်။ကောင်းတဲ့ထွက်ငွေတွေရှော့ချလိုက်ခြင်းဟာဝင်ငွေနဲ့လုပ်ငန်းတိုးတက်မှုကိုပါရှော့ချတတ်ပါတယ် လုပ်ငန်းတုတ်တက်မှုမရှိပဲဆုံးယုတ်ဒီထက်ဆုံးယုတ်လာနိုင်ပါတယ်ဒါကြောင့်ဘယ်လုပ်ငန်းမဆိုအမြင်မှုတိုးတက်ချမ်းသာမှုရရှိစေဖို့အတွက်ငွေကြေးကိုနောက်မနှုတ်စတဲ့အကျိုးရှိရှိသုံးစွဲတင်ပါတယ်။ဒီလိုသုံးစွဲမှုဟာငွေတွေပြန်ဝင်လာစေမယ့်အသုံးစရာတွေဖြစ်တယ်ဆိုတာမမေ့တင်ပါဘူး။လူတူဦးတယောက်စီအတွက်ဒီနေ့အတိုင်းမှာပဲအကျိုးရှိတဲ့ထွက်ငွေကိုသုံးတာသုံးမှာ အကျိုးမရှိတဲ့ထွက်ငွေဆိုထိန်ချုပ်လိုက်ပါအခုဖြစ်နေတာတခြားစီပါပဲလူတတော်များများဆင်းရဲကြတယ်ဆိုတာကုန်တင်တဲ့နေရာမှာမကုန်ပဲမကုန်တင်တဲ့နေရာမှာကုန်နေကြလို့ပါပဲဥပမာအနေနဲ့ဒီနေ့ခေတ်လူငယ်တချို့ကမိမိကိုတိုးတက်စေမယ့်စာအုပ်စာပေကောင်တအုပ်ကိုငွေနဲ့ထောင်ချက်နဲ့ဝယ်ရမှာကိုဝင်လေးတတ်ပင်မယ်ဂျီအိုတပွဲ3000ချက်ကိုတော့ဝယ်စားဖို့ဝင်မလေးတတ်ပါဘူး မိမိဘဝကိုမြန်မာသူတက်စီမဲ့တင်တန်းမျိုးကိုငွေကျပ်၄၅000ပေးပြီးတက်ရမှာနှမျိုးသက်ပေးမယ်။ရှုဖနဲ့တရံကိုငွေ6000တန်း9000ပေးပြီးဝယ်စည်းစာရကိုအော်ဆရာမြင်တွေ့ရပါတယ်။လူတိုင်းငွေကိုကင်တွယ်တက်ကြပေးမယ်။၃လေးကုန်လေးဆိုတဲ့ပုံစံနဲ့၃လေးတိုးပွားလေးဆိုတဲ့ပုံစံကိုခွဲခွဲကြကြတီးဖို့ပို့ပြီးအရေးကြီးလာပါတယ်။ငွေ၃နီးကိုမတက်တဲ့သူတွေအများကြီးပါ။ငွေကိုဘယ်လိုသုံးမလဲဆိုတဲ့ပုံမှန်မူတည်ပြီးတထေးတွေက ချမ်းသာတဲ့ချမ်းသာနေကြတယ်။ ဆင်းရဲသားတွေကဆင်းရဲတဲ့ဆင်းရဲကြပြီးလူလက်တန်းဆားတွေကတော့အကျွေးတန်တရားလဲနေတာကိုတွေ့ကြရမှာပါဒီလိုဖြစ်နေတာအလုံးဟာသူတို့ရဲ့ငွေကြေးသုံးဆွဲမှုပုံစံတွေကွာခြားသွားတာကြောင့်ပါပဲလူတယောက်ရဲ့အနာဂတ်ကာလကြီးပွားတိုးတက်ရေးကိုသူတို့တွေငွေကိုဘလို့သုံးဆွဲနေကြတယ်လဲဆိုတဲ့ထွက်ငွေပုံစံကိုကြည်ရနေသိနိုင်ပါတယ်ကိုငွေနဲ့ကိုချမ်းသာအောင်လဲလုပ်လို့ရတယ်လို့ဆင်းရဲအောင်လဲလုပ်လို့ရပါတယ်တူတက်အောင်လဲလုံနိုင်တယ်လို့ပျက်စီးဆုံးရုပ်အောင်လဲလုံနိုင်ပါတယ် ကျန်းမာအောင်လဲလုပ်ပေးနိုင်လို့ယောဂအထုပြောအောင်လဲလုပ်ပေးနိုင်ပါတယ်။ငွေကိုအသုံးချပြီးအကောင့်ဘက်ရောက်အောင်လုပ်နိုင်တယ်လို့အဆိုပဲရောက်အောင်လဲလှုပ်ဆောင်နိုင်ပါတယ်။အချိုးဖြစ်သွားအောင်တုံဆွဲတဲ့ထွက်ငွေပုံစံနဲ့ထွက်သွားပြီးဘရောမပြတ်မလာတော့တဲ့အချိုးမဲ့ထွက်ငွေပုံစံနဲ့ကွယ်ပြားခြားနားမှုကိုနိုင်ရှင်းကြည့်ရအောင်။ဒါဟာလူနေရောင်ရဲ့မတူညီတဲ့ငွေသုံးဆမှုပုံစံကိုဥပမာအနေနဲ့ခွဲခြားပြထားတာဖြစ်ပါတယ်။ပထမလူရဲ့ထွက်ငွေ၊စာအုပ်စာပေဝယ်ယူခြင်း၊တင်ဒန်းเจ้าများတက်ရောက်ခြင်း ဟောပြောပွဲလက်မှတ်ဝယ်ယူခြင်းငွေကြေးစုဆောင်းခြင်းအကစားလေ့ကျင့်ပေးခြင်းလုပ်ငန်းတွင်ရင်းနှီးမြှုပ်နှံခြင်းအလူတန်ပေးခြင်းဒုတိယလူရဲထွက်ငွေအလားပြင်ပစ္စည်းများဝယ်ယူခြင်းပါတီနှင့် night club တက်ခြင်း stage show ပွဲဘောလုံးပွဲလက်မှတ်ဝယ်ယူခြင်းရှုဖက်နှက်အသစ်ဝယ်ခြင်း kitty ပင်တွင် တချင်းသွားဆိုခြင်းကာတစ်တစည်းဝယ်ယူခြင်းဖြောပွဲစားခီးပန်းဖြည့်ထွက်ခြင်းဒီလားဆိုရင်ထွက်ငွေပုံစံသဘောတရားကိုသတိထားမိလာပါပြီ။ ငွေမှန်ရင်တော့၃ကို၃ရမှာဖြစ်ပါတယ်ဘလို့၃ဆွဲတဲ့ပုံမှာမူတည်ပြီးလူတယောက်ရဲ့အနာဂတ်ငွေကြေးပိုင်ဆိုင်မှုတွေတူညီတော့မှာမဟုတ်ပါဘူးတင်ဟာတင်ငွေတွေကိုဘလို့နီးနဲ့ထွက်စေမလဲတင်မိသားစုရဲ့ထွက်ငွေတွေကိုဘလို့နီးနဲ့ထွက်စေမလဲတင်လုပ်ငန်းရဲ့ထွက်ငွေတွေကိုဘလို့နီးနဲ့ထွက်စေမလဲညံရှိရှိစီကန်းရှိရှိနဲ့တုံးတက်ရမှာဖြစ်ပါတယ်စင်ရဲစေတဲ့ငွေကြေးစီစဉ်မှုပုံစံစင်ရဲစေတော့ငွေကြေးစီစဉ်မှုပုံစံဟာငွေကြေးတွေဘလောက်ရှာရှာဘလောက်ဖဲရရ ိုးပွားများပြားလာမဲ့ပုံစံမဟုတ်ပါဘူးဒီအတိုင်းဆက်သွားနေရင်တဖြည်းဖြည်းဆင်းရဲလာစေမဲ့ပုံစံသာဖြစ်ပါတယ်ပုံမှာပြထားတဲ့ငွေကြေးစီစဉ်မှုပုံစံကိုကြည့်ပါနံပါတ်1အလုပ်တစ်ခုလုပ်တဲ့နံပါတ်2အလုပ်ကနေလှုပ်ရှားဝင်ငွေတွေဝင်လာတဲ့နံပါတ်3ရလာတဲ့ဝင်ငွေတွေကိုဘရောမပြတ်မလာတော့တဲ့ထွက်ငွေတွေဖြစ်သုံးပြလိုက်တယ်ဒီလိုစီစဉ်လေပတ်ပုံက1လုပ်လုပ်တဲ့2ဝင်ငွေရတဲ့3 3ဆွဲပြတဲ့3တော့ကုန်နဲ့ကုန်တော့နံပါတ်1အလုပ်လုပ်ပြန်တဲ့နံပါတ်2 ငွေငွေရတဲ့နှစ်ပတ်သုံးသုံးဆွဲပြပြန်နဲ့သုံးပြတော့ငွေတွေမကြံတော့ဘူးဒီတော့အလုံးလုံးတဲ့ငွေရတဲ့သုံးနဲ့ကုန်နဲ့ကုန်တော့ပြန်အလုံးလုံးတဲ့ဒီလိုနဲ့သူ့ပုံစံက1နှစ်3 1နှစ်3ဆိုပြီးပုံစံနဲ့ပဲရုံကန်လက်ပတ်နေပါတယ်ဒီလိုဒါစီစဉ်လက်ပတ်နေမယ်ဆိုရင်တော့ဘရောမငွေကြေးတွေတိုးပွားမြတ်ပြလာမှာမဟုတ်ပါဘူးလက်ထဲမှာလည်းဘရောမငွေပူငွေရှန်ရှိမှာမဟုတ်ပါဘူးငွေကြေးပြည်တနာတွေကြားထဲကနေလုံးလဲချလဲလိုက်ပြီးနောက်ဆုံးမှာဆင်းရဲသွားစေနိုင်မယ့်ပုံစံဖြစ်ပါတယ် ချမ်းသာလာစေမယ့်ငွေကြေးစီစဉ်မှုပုံစံလူတယောက်ဟာတဖြည်းဖြည်းနဲ့ကြွယ်ဝချမ်းသာလာစေဖို့ချမ်းသာပြီးရင်ချမ်းသာစေဖို့ငွေကြေးတွေတိုးပွားများပြားလာစေဖို့အတွက်ငွေကြေးသုံးဆလက်ပတ်မှုပုံစံကို ပြောင်းလဲပြရမှာဖြစ်ပါတယ်။ဘလို့ပုံစံမျိုးနဲ့ပြောင်းလဲတင်တယ်ဆိုရင်တော့အောက်ပါပုံစံကိုလေ့လာကြည့်နိုင်ပါတယ်။ဒီပုံစံနဲ့တဖြည်းဖြည်းချမ်းသာလာစေမယ့်လက်ပတ်မှုပုံစံဖြစ်ပါတယ်။နံပါတ်1လူတယောက်ဟာအလုပ်လုပ်တယ်။နံပါတ်2အလုပ်လုပ်တော့လှူရှားဝင်ငွေတွေရတယ်။ နံပါတ်3ရလာတဲ့ငွေကိုသူကပြန်မလာတဲ့ထွက်ငွေတွေအဖြစ်မသုံးပြပါဘူး။နံပါတ်4သူ့ငွေကိုငွေတွေပြန်ဝင်လာစေမယ်။ထွက်ငွေတွေအဖြစ်သာသုံးစွဲပါရယ်။ယင်းနှမြုံနံပါတ်အကျိုးဖြစ်ထွန်းအောင်သုံးစွဲပါရယ်။နံပါတ်5ဒီအတွက်သူဟာနောက်ပိုင်းမှာတည်ငြိမ်ဝင်ငွေတွေရရှိလာပါရယ်။ရရှိလာတဲ့တည်ငြိမ်ဝင်ငွေတွေကိုပြန်အသက်ဝင်စေဖို့ငွေအဖြစ်ပြန်လည်သုံးစွဲပါရယ်။ဒီအတွက်ငွေတွေပိုဝင်လာတယ်။ပိုဝင်လာတဲ့ငွေတွေကိုအကျိုးရှိမဲ့ထွက်ငွေတွေဖြင့်ပြန်လည်ယင်းနှမြုံနံပါတ် ဒီလိုနဲ့တည်ငြိမ်ဝင်ငွေတွေဟာတိုးပွားတဲ့တိုးပွားလာပြီးချမ်းသာလာစေမှာဖြစ်ပါတယ်အနာဂတ်မှာငွေကြေးအရလွတ်မြောက်ဖို့ဆိုရင်အလုံးလုံးဖို့ရတဲ့နံပါတ်နှစ်လှူရှားဝင်ငွေတွေကိုနံပါတ်ငါးတည်ငြိမ်ဝင်ငွေဖြစ်ပြောင်းလဲပြရမှာဖြစ်ပါတယ်အစပိုင်းမှာတနစ်345ဆိုတဲ့အစီအစဉ်အတိုင်းစူးစမ်းရပါတယ် ြီးတော့9မ4 4မ5ဆိုတဲ့လက်ပတ်နိုင်ရပါမယ်။နောက်ပိုင်းမှာ10နဲ့2ဆိုတာမရှိတော့ပါဘူး။5 5 5ဆိုတဲ့လက်ပတ်ပုံစံနဲ့လူတယောက်ဟာအလုံးလုံးဆရာမလို့ပဲချမ်းသာလာတာငွေကြေးလွတ်မြောက်မှု financial freedom ကိုရရှိမှာဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ဝင်ငွေလက်ပတ်ပုံ cash flow ကိုသတိထားကြည့်ပါဘယ်လိုပုံစံမျိုးနဲ့လက်ပတ်နေသလဲအကဲခတ်ဖို့လိုပါတယ်အထက်မှာပြပြခဲ့တဲ့ ိုဘွားမှာတည်ငြိမ်ဝင်ဝင် passive income တွေမြပြလာအောင်လှုပ်ဆောင်ခြင်းဖြင့်ငွေကြေးလွတ်မြောက်အောင်မြင်မှုတွေရရှိနိုင်စေပါတယ်ဒီနေ့အစပြီးရီမန်ချက်ခိုင်ခိုင်မာမာထားကလက်တွေ့စူးစမ်းလုပ်ကင်ပါလို့တိုက်တွန်းအားပေးလိုက်ပါစေငွေကြေးအတိညာတိုးမြင့်မှုငွေကွန်းလေးတွေဖြည့်ကြည့်ပါအောင်နံပါတ်၁ဝင်ငွေဝင်လာတဲ့ထွက်ငွေတွေအကုန်ထွက်တဲ့လက်ထဲမှာငွေဘရောမ မကြမ်းမှုဒီလိုခြေနေမျိုးဖြစ်နေပါသလား ။နံပါတ်2အတုံးစီးတွေစတင်ချူတာလိုက်တာနဲ့ငွေတွေကိုစတင်စုဆောင်းမှုစီစဉ်ရှိပါသလား။နံပါတ်3တင်အခုလက်ရှိဝင်ငွေရှိနေတဲ့ဆိုရင်တင်ရဲ့ဝင်ငွေဟာတင်ငယ်ဝင်ငွေလားလှူရှားဝင်ငွေလားနံပါတ်၄တင်ငွေတွေကိုတုံးလိုက်တဲ့အခါမှာပြန်ဝင်မလာတော့တာနဲ့ပြန်ဝင်လာစေမဲ့ဘယ်အရာကိုကြိုက်ပါသလဲနံပါတ်၅ချမ်းသာလာစေတဲ့ငွေကြေးစည်းစင်းမှုလက်ပတ်မှုပုံစံကို စတင်တည်ဆောက်ဖို့တင်ဆုံးဖြတ်ချက်ချပြလိုက်ပြီလားမိကွန်းလေးတွေဖြည့်ချင်ရင် အားလုံးကိုနှုတ်ဆက်လိုက်ပါတယ်အဆုံးထိနားထောင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်